ဟုတ်ကဲ့မင်္ဂလာပါ။ ISB အမျိုးသမီးကလပ်အသင်းအပါဝင်အာရှအမျိုးသမီးဘောလုံးလောကရဲ့အမြင့်ဆုံးအသင်းတွေရှင်ပြိုင်ကြမယ်။ဒီသမိုင်းဝင်ပြိုင်ပွဲကို SkyNet Sport ရုပ်သံလိုင်းနဲ့ SkyNet Application တို့ကကြီးရှုနိုင်တယ်လို့သိရှိရပါတယ်ခင်ဗျာ။အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲအုပ်စုအဆင့်မှာအသင်း၄သင်းအပါဝင်၃အုပ်စုပါဝင်ရှင်ပြိုင်မှာဖြစ်ပြီးသက်ဆိုင်ရာအုပ်စုတစ်ခုချင်းစီကထိပ်ဆုံး၂သင်းအပါဝင်စုစုပေါင်း၆သင်းနဲ့အုပ်စုအတွင်းအကောင်းဆုံးတက်တရရတဲ့အသင်း၂သင်းစုစုပေါင်း၈သင်း quarter final အဆင့်ကိုတက်ရောက်မှာဖြစ်ပါတယ်။ ISB အမျိုးသမီးအသင်းရဲ့အောက်စုစီပွဲစဉ်တွေကိုလာမဲ့နိုဝင်ဘာ9ရက်ကနေ15ရက်နေ့အထိရန်ကုန်မြို့တူနာကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ပြပေးရမယ်ဆိုရင်တော့အမျိုးသားယူဆက်ခွန်အသင်းဟာထိုင်းဖိတ်ခေါ်ပလဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးပြိုင်ပွဲကာလကတော့အောက်တိုဘာ30ရက်နေ့ကနေနိုဝင်ဘာ2ရက်နေ့အထိဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုတော့ထိုင်း၊မြန်မာ၊ဗီယက်နမ်၊ဂျပန်အစရှိတဲ့၄နိုင်ငံကအသင်း၈သင်းဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်း၈သင်းကို၄သင်းနှစ်အုပ်စုခွဲထားပြီးပထမအဆင့်အနေနဲ့ရှင်ပြိုင်ကစားစီမှာဖြစ်ပါတယ်။ပြိုင်ပွဲကကလပ်အသင်းပြိုင်ပွဲဖြစ်တာကြောင့်မြန်မာယူဆက်ခွန်အသင်းဟာ Falcon FC အမည်နဲ့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။မြန်မာယူဆက်ခွန်အသင်းဟာလက်ရှိပြည်တွင်းမှာကျင်းပနေတဲ့ MLN U21 ပြိုင်ပွဲမှာလည်း Falcon FC အမည်နဲ့ဝင်ရောက်ရှင်ပြိုင်နေပါတယ်။ပြိုင်ပွဲရဲ့ပွဲစဉ်တွေကိုတော့ USMD NGC Facebook Page နဲ့ YouTube Channel တွေကနေတိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့သိရှိရပါတယ်ခင်ဗျာ။ ့ YouTube channel မှာအားကစားဆိုင်ရာသတင်းအကြောင်းအရာများကိုတင်ဆက်ပေးလျက်ရှိပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။